အားလုံးမင်္ဂလာပါရှင်။ Nutrient Hammock ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီတစ်ပတ်အတွက် AI generated formula နဲ့စီမံထားတဲ့ botanical printing basis formula လေးနဲ့ကျမတို့ကသိရွက်ကလေးတွေနဲ့ပေါ်ပါပေါ်မှာအလှဆင်တဲ့ပညာဒါနလေးကိုစလိုက်ကြရအောင်နော်။ကျမတို့ဗာလေးတွေလိုအပ်တယ်လဲဆိုလို့ရှိရင်ကျမတို့ဒီမှာရှာလကာကြီးနောက်ဒါကတော့ ဟုံးမိတ်တန်ကြီးရေဒါကျမကိုဘသာလောက်ထားနော်ဒါလေးကကြတော့ဟုံးမိတ်ဆက်ပြာစီနောက်ဒါလေးကစားဆော်တာလေးပါဒါကတော့ကြောက်ချင်းကြောက်ချင်းကအခဲသုံးမို့အမှုတ်သုံးလို့ရတယ်နော်အဲ့တော့ကျမတို့တွေကပေါင်းပြီးတဲ့ပစ္စည်းတွေကိုစီးဖို့ဒီမှာဂျိုးနော်ဂျိုးလို့မယ်အဲ့ဒါခါဒါပိတ်စလိတ်ဖို့အတွက်ဒီလိုမျိုး ပလတ်စတစ်ပေါ့နော်ပလတ်စတစ်အခင်းရယ်အဖုံးရယ်ပေါ့နော်ပလတ်စတစ်ပိတ်ဆထည့်စားလို့ရှိရင်ဘေးမှာအနည်းဆုံး6လက်မစီလောက်တော့ကျမတို့တွေကရှည်ရပါမယ်အထက်အောက်အရှည်ရတော့7လက်မလောက်ထိရှည်ရင်ပို့ပြီးတော့အဆင်ပြေပါတယ်ကျမအသုံးပြုမဲ့ပိတ်ဆကဒါကအညာချီလက်ရကန်ပေါ်ပါလေးပါအဲ့ကြတော့ ကျမတို့တွေကအရင်ဥဆုံးပေါ့နော်ဒီပရင့်မလုပ်ထင်မှာဒီရဲ့ပိတ်စတဲ့မှာပါတဲ့အညစ်အကြေးတွေနောက်တစ်ခါသူ့မှာပါနေပါမဲ့ပေါ့နော် တခြားဓာတ်ပစ္စည်းကမီကယ်တွေကိုတိုက်ဆင်သွားအောင်လို့ကျမတို့တွေကရေနဲ့ဒီတိတ်ပြီးတော့ပေါ့နော်ဟိုအက်ဆစ်ဒက်မပြင်းနဲ့ပေါ့နော် အရန်အပြင်းစားကြီးမဟုတ်တဲ့ဟုတ်မိတ်ဒီဆက်ပြာစီလေးနဲ့ပေါ့နော် ကျမတို့တွေအရင်ဥဆုံး washing လုပ်ကြမယ်ပေါ့နော်အဲ့ကြတော့ကျမတို့ကဒီမှာဆိုလို့ရှိရင်အဲရေဘယ်နှလီတာလောက်လဲဆိုလို့ရှိရင်ဒါကတော့ဒီပိတ်စာကိုစိမ့်ပြီးတော့ဟိုရှော့တလိုမျိုးရှော့မှာဖြစ်တဲ့အတွက်ပေါ့နော်သူ့ရဲ့လုံလောက်တဲ့ရေအနေထားနဲ့ပေါ့နော်ဒီလိုမျိုးဖလားအကြီးတစ်ခွက်ဆိုလို့ရှိရင်ရေ1လီတာနဲ့ညီမျှပါတယ်နော်အဲ့ကြတော့ကျမတို့ကဒီထဲမှာပေါ့ဒါတော့ကျမမြင်သာအောင်လို့ပေါ့နော်ပြီးလို့ရှိရင်တော့ကျမက ကိုရှော်မဲ့ပဝါရဲ့ပေါ့နော်ကျမကတော့ဒီမှာတခါတည်းနဲ့ပဝါနှစ်ထည်ရှော်มาဖြစ်တဲ့အတွက်ပေါ့နော်အဲ့ကြတော့ကျမတို့တွေဒီမှာဆိုလို့ရှိရင်တော့ဒီအဖုံးလေးနဲ့ဖြစ်ဖြစ်ဟင်းစားဆုံးလေးနဲ့ဖြစ်ဖြစ်ပေါ့ဒါကဟိုအင်ရှင်မတွေကတိပါတယ်ဟိုဒီမှာဆိုလို့ရှိရင်ဒီအဖုံးလေးနဲ့နှစ်ဖုံးသုံးဖုံးလောက်ဆိုလို့ရှိရင်ကျမတို့တွေကအဆင်ပြေနေပြီပေါ့နော်ဟုတ်လားနော် ြီးပြီဆိုလို့ရှိရင်ညီမတို့တမတာဟွ၊မှုရိုက်မယ်နော်။မှုပြီးရင်ညီမတို့ဒီကပဝါကိုတဖြည်းဖြည်းချင်းတဖြည်းဖြည်းချင်းနှစ်နော်။တဖြည်းဖြည်းချင်းနှစ်နော်။နှစ်ပြီးလို့ရှိရင်ညီမတို့ကနေပြီးတော့ဒါတနာကြီးလောက်စိန်ထားလိုက်မှာပေါ့ဒီထက်က အညစ်အကြေးတွေဒါကကျမကပေါင်းပေါင်းပြီးသား ပဝါကိုတုံးတာမို့လို့နော်မပေါင်းရသေးတဲ့ပဝါလိုမျိုးပေါ့နော်တချို့ကြတော့စင်မွားချကာစားပဝါတွေရှိတယ်လေမာမာကြီးတွေအဲ့လိုမျိုးဆိုလို့ရှိရင်တော့ညီမတို့ရေစိမ့်ကိုပဲအဲနှစ်ည၃ည၆လောက်စိမ့်လိုက်ရေလဲလိုက်စိမ့်လိုက်ရေလဲလိုက်နေပေါ့နော်လောက်ရတယ်ပေါ့နော်နှစ်ည၃ည၆လောက်ပြီးကာမှနောက်ဆုံးကြကာမှသူ့ရဲ့ကော်တွေဒီထက်မှစိမ့်ထားတဲ့ထမင်းရေတွေအကုန်လုံးอืมโหบลูก็เลยเปี่ยวตั๋วไปโหว่าไม่ရှိတော့วูဆိုကမှဒီနောက်ဆုံးဒီဆက်ပြာကြီးလေးเนี่ย စိတ်မယ်ပေါ့နော်စိတ်ပြီးတော့မှဒီပုံအသားလေးပေါ့နော်ပိတ်ဆက်အသားလေးဣသွားပြီဆိုတော့မှကျမတို့တွေကအာဒါဒီဒီဥစ္စာတင်းလို့ကောင်းတာပေါ့နော်ပိတ်ဆက်တည့်ရွက်တွေတင်းလို့ကောင်းတာအဲ့ခါကျတော့ကျမတို့ကဒီမှာဆိုလို့ရှိရင်ဒီအခုဒါစိန်ထားပြီးပြီပေါ့နော်ဒါဒီမှာဆိုကျမပဝါနှစ်ထည်စိန်ထားတယ်ပေါ့နော်အာစိန်ထားပြီးပြီဆိုလို့ရှိရင်ကျမကတော့ အဲတနာ ਈ နှစ်နာရီလောက်ထီတော့စိန်ထားလိုက်မယ်ပါဆိုကျွန်မတခြားအလုပ်ကလေးရှိတဲ့အခါကျတော့စိန်ထားပြီးလို့ရှိရင်ရေပေါ်ပေါ်လေးနဲ့ပေါ့နော်ကျွန်မတို့အမညမတွေသိပါတယ်ရေပေါ်ပေါ်လေးနဲ့ကျွန်မတို့တွေလျှော်ပြီးတော့မှရေဒီဆက်ပြရေတွေစင်သွားအောင်လျှော်လိုက်မယ်လျှော်ပြီးလို့ရှိရင်ကျွန်မတို့တွေအဲနေဘူးထဲမှာပဲကျွန်မတို့တွေ၆တွေ့သွားအောင်လှမ်းလိုက်မယ်ဒါကကျွန်မတို့တွေရဲ့ပထမအဆုံးအဆင့်လေးပြီးပါပြီရှင်ကျွန်မတို့တွေကအဲဆိုလို့ရှိရင် အခုပေါ့နော်မနေ့ကလျှော်လိုက်တဲ့ ပဝါလေးတွေက6သွားပြီเนาะ6သွားပြီဆိုတဲ့အခါကျတော့ဒီမှာဆိုလို့ရှိရင်ကျမဘာလေးတွေအသင့်ပြင်ထားလဲကြောက်ချင်20 g เนาะ20 g ဒါ g ချိန်ဆက်ကလေး g ချိန်ဆက်မရှိလို့ရှိရင်ဒီကြောက်ဆက်20ကြောက်ချင်20 g ကလေကျမတို့တွေခင်းစားသွန်းတယ်တစုံခွဲမောက်မောက်လောက်ဆိုရင်ရတစုံမောက်မောက်ပေါ့တစုံခွဲလောက်ပေါ့အဲအဲ့လိုမျိုးဆိုရတယ်ဒါ तू ကပို့သွားလဲဘာမှမဖြစ်ဘူး तू ကချုပ်ဆေးအနေနဲ့တုံးတာဆိုတော့ဒီမှာ သူ့ရဲ့ဖော်မြူလာအတိုင်းကျမလုပ်ပြပါဗောနော်ကြောက်ချင်အား20ဂရမ်ဒါမလို့တဲ့သူကရေကဗောနော်ရေအားများတယ်ဆိုလို့ရှိရင်တော့ကျမတို့က30ဂရမ်ထိသုံးလို့ရပါတယ်တဲ့နောက်တစ်ခါဒီမှာဆိုလို့ရှိရင်ဒါကဘေကင်းဆိုတာဘေကင်းဆိုတာ ਨੇ ကြောက်ချင်တဲ့ကျမတို့တွေအခုဒီမှာတော့ကျမကဒီကြောက်ချင်20ဂရမ်ကိုအရင်ထည့်မယ်ပြီးလို့ရှိရင် ါ။ဒါကစားဆော့တာ။စားဆော့တာတော့သူကလေဟိုလက်ဖက်စားစွန်းတေဘယ်စပွန်းပေါ့နော်။တေဘယ်စပွန်းတစွန်းနဲ့ဒါမဲ့လို့ညီကတော့ကျမကနည်းနည်းတေဘယ်စပွန်းထက်တစ်ဆကြီးတဲ့စွန်းနဲ့ထည့်ထားတယ်။ခုလိုမျိုးဟင်းစားဆုံးလို့အကြီးလည်းမဟုတ်ဘူးဘာလို့ဆိုတော့ကျမအယောင်စုပ်ယူအားကောင်းခြင်းလို့မို့ပေါ့နော်အဲ့ကြတော့ဒီမှာကဒါကစားဆော်တာကကျမကတစွန်းထည့်လိုက်မယ်နော်နောက်တစ်ခါဒီရလေးနှစ်ခုကို ကျမတို့ကရေနွေးလေးနဲ့ဖြော်မယ်။ဘာလို့ဆိုကြောက်ချင်မှာကျမအခဲလေးတွေကိုပေါ့နော်။အဟွာလောက်ထားတာမဟုတ်လို့ရေနွေးလေးနဲ့ဖြော်လိုက်မယ်။သူကလေဟိုပလတ်စတစ်ခွက်ထဲမှာဖြော်နိုင်ရင်ပိုကောင်းတယ်နော်။ဘာလို့လဲဆိုတော့ခါကြတော့ဟိုဒီဒဏ်နဲ့ဆိုလို့ရှိရင်သူကဒဏ်ကိုကွာကြာလာလို့ရှိရင်စားသွားတယ်ပားသွားတယ်နော်။အဲ့ကြတော့ကျမတို့ရေနွေးလေးနဲ့အရင်ဥဆုံးဒီကြောက်ချင်နဲ့ခုနကစားဆော်တာနဲ့ကိုဖြော်ထားလိုက်မယ်နော်။အဲ့ အကုန်လုံးပျော်သည်ထိပျော်မယ်မှွေမယ်မှွေလို့ရှိရင်လည်းကျမတို့တွေကဒီလိုတစ်ဖက်ဆိုတစ်ဖက်တက်မယ်ဟုတ်မယ်ဒီကနေပြီးတော့ဒီဘက်ကိုပြန်မှွေတာမျိုးမလုပ်ဘူးเนาะသူကတဲ့ဒီဟာကဘာဖြစ်လို့လဲဆိုတဲ့အခါကျဒီလိုတစ်ဖက်တက်မှွေတဲ့အခါကျတော့သူ့ရဲ့ပေါ့เนาะပါတဲ့ဒီကြောက်ချင်တဲ့ရေနွေးနဲ့ဒီစားဆော်တာနဲ့ရဓာတ်ပြူမှုအားကပေါ့နော်ပို့ပြီးတော့ကောင်းတယ်ပေါ့ကျမတို့မြ мян မြ мян ကြေအောင်လို့ပေါ့နော်ဒီဘက်ကမှွေလိုက်ဟိုဘက်ကမှွေလိုက်ပတ်ပြီးတော့မှွေကြတာမျိုးရှိတယ်ပေါ့နော်ဒါမဲ့အဲ့လိုမျိုးပေါ့နော်ကျမတို့တွေကမမှွေရဘူးတဲ့နော် ဒါဒီအပြင်မှာဆရာမတွေကလည်းပြောတယ်ပြီးတဲ့အခါကျတော့ဒီ online မှာရှိနေတဲ့ဆရာမတွေကလည်းပြောကြတယ်ပေါ့နော်ဒီလိုတစ်ဖက်သက်ပဲໝွေပါမယ်နော်ကဲໝွေပြီးပြီဆိုလို့ရှိရင်ကျမတို့ကဘာလေးလုပ်မလဲဆိုရင်ဒါလေးကိုခဏထားလိုက်မယ်သူ့ကိုနော်အဲ့ကျတော့အခုဒီမှာကျမတို့ကရေထည့်မယ်ပေါ့နော်မနေ့ကပြောသလိုပဲဒီခွက်အပြည့်ကမနေ့တုန်းကတော့ရေရခွက်ကအပြည့်မပြည့်ဘူးပေါ့နော် ီနေ့တော့ကျမကဒီရွက်ခလေးနဲ့ပေါ့အတီအကြအပြည့်လေးပေါ့နော်အပြည့်လေးတစ်ခွက်က1လီတာနောက်တစ်ခါနောက်တစ်ခွက်ကနောက်1လီတာရေ2လီတာနော်ရေ2လီတာထည့်မယ်ဟုတ်လားပြီးသွားပြီဆိုရင်ကျမတို့ဘာထည့်မလဲဆိုလို့ရှိရင်အဲဒီမှာဒါကရှာလကာရေနော်ရှာလကာရေမနေ့ကရှာလကာရေဘူးပြထားပြီးပြီနော်ရှာလကာရေကျမတို့1လီတာထည့် ရှာလကာကြီး1လီတာကိုထည့်ဒီမှာရှာလကာကြီး1လီတာဒါဆိုလို့ရှိရင်ကျမတို့ကပေါ့နော်အာဒါရေအင်အားများတယ်ဆိုတဲ့သဘောပေါ့နော်ဟုတ်လားဒါကြောင့်မို့လို့ဒီအရေအင်အားပေါ့နော်ဒီအရေရဲ့အင်အားများတဲ့အတွက်ပေါ့အဲအဲ့လိုမျိုးကြောင့်မို့လို့ဒီကြောက်ချင်းတို့စားဆော့တာတို့ပို့ပြီးတော့ထည့်လို့ရတယ်လို့ဆိုလိုတာเนาะနောက်တစ်ခါပြီးလို့ရှိရင်ကျမတို့တွေကဒီ homemade တန်ကြီးကြီး ဖုံးမေတန်ကြီးကြီးကျမတို့ဘယ်လောက်ထည့်မလဲဆိုလို့ရှိရင်ဒီအဖုံးလေးနဲ့ကျမတို့တွေအရင်ဥဆုံးတော့ဒီနေ့၃ဖုံးလောက်ပဲထည့်ထားအောင်နော်၃ဖုံးလောက်ပဲထည့်ထားအောင်ပြီးရင်ကျမတို့ခုနကတော့ဖြော်ထားတယ်ဒီကအရေကိုဒီထဲကိုထည့်လိုက်နော်ထည့်လိုက်တော်တော်များများလေးအဲ့ကြခုနလိုပဲကျမတို့တွေကဆက်ပြီးတော့မှွေပဲ ဟိုပလတ်စတစ်အဲလေးနဲ့ဖြစ်ဖြစ်ပလတ်စတစ်ဒုတ်ချောင်းလိုဟာမျိုးလေးနဲ့ဖြစ်ဖြစ်ပေါ့ဟောချမ်းပြားလေးနဲ့ဖြစ်ဖြစ်ပေါ့အဲအဲ့လိုမျိုးလေးနဲ့မဟုတ်ဘူးเนาะတချို့ကြတော့လက်အရည်ကုန်ပါလို့ရှိရင်ဒီမှာသူကလေကြောက်ချင်တဲ့ရှာလကာရည်နဲ့ဒီတန်ကြီးရည်နဲ့ဟာအများကြီးတက်ပြုတ်ထားတယ်လေတက်ပြုတ်ထားတဲ့ခါကျတော့အဲ့လိုမျိုးလေးမှုပေးမယ်မှုတာကကျွန်တော်တတ်နိုင်လို့ရှိရင်เนาะ10မိနစ်15မိနစ်လောက်ထိကျမတို့တွေမှုရမယ်เนาะ အခုဒီမှာဆိုလို့ရှိရင်ကျမကမှုပြီးသွားပြီမှုပြီးသားဆိုလို့ရှိရင်ကျမတို့ကလေပိတ်ဟိုပါပေါ့ပဝါကိုပေါ့နော်ပဝါကိုကျမတို့ကဟိုနှစ်ဆစလုံးနှစ်ဆစလုံးဆိုတာပေါ့နော်ဒီแท้ကိုနှစ်ဆစလုံးစိမ့်မယ်ဟိုဆိုလို့တဲ့သဘောကဒီဟာကိုစိမ့်စိမ်ပြီးတော့မှပို့တဲ့အရင်နဲ့နောက်တစ်စားကိုစိမ်ဆိုတာမျိုးမဟုတ်ဘူးပေါ့နော်။ဘာလို့ဆိုခါကြတော့သူ့ရဲ့အာနိသင်ဒီထဲမှာညီသူညီမြဝင်အောင်လို့ ဆိုတော့တာကဒီပထမတရေကိုစိန်လိုက်တယ်ပြီးသွားပြီဆိုလို့ရှိရင်ကဲပထမတရေနဲ့လှုပ်လိုက်ပြီးပြီဆိုလို့ရှိရင်ကြံတဲ့ဥစ္စာတွေကိုကျမတို့တွေကဆက်ပြီးတော့ဟိုနောက်နေ့ကျမနောက်တစ်ထည့်ကိုစိန်မဲဆိုလို့ရှိရင်ရှေ့ရပဝါထဲမှာသူ့ရဲ့ဒီဟွာတွေကပါသွားပြီးပြီเนาะသူ့ရဲ့ chemical သူ့ရဲ့ဓာတ်တွေကအကုန်လုံးပါသွားပြီးနောက်မှာအပြည့်အဝမရတော့ဘူးဒီလိုအတူတူစိန်လိုက်လို့ရှိရင်အပြည့်အဝရပြီးရင်အယောင်လည်းအတူတူရတယ် ပဝါပေါ်မှာတိတ်ရွက်အတူတူထည့်ပြီးတော့သုံးအောင်အရောက်လဲအတူတူရတယ်ဒါကတော့ကျမကတော့ဒီဟာအရေရဲ့အားကိုကြည့်ပြီးတော့ကျမကဒါနှစ်ထဲစိန်လိုက်တာပေါ့နော်အဲ့ကြတော့ကျမတို့တွေကဒီဟာစိန်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျမတို့တွေဒါကိုဘယ်လောက်လောက်ထားမလဲဆိုလို့ရှိရင်ရုပ်စာဒါကျမကဟိုအခုဆိုလို့ရှိရင်ညနေ2နာရီကျော်ပြီเนาะညနေ2နာရီကျော်လို့ရှိရင်ကျမ နောက်တနေ့မနေ့ကြကမှာသူကလေဟို12နာရီရနေ24နာရီအတွင်းထိစိန်လို့ရတယ်နော်အဲ့ခါကျတော့ကျမဒါနောက်နေ့မနေ့ကြကမှာကျမဒီဗီဒီယိုရိုက်တဲ့အချိန်ကြကမှာရိုက်ခံနေကြကမှာဆဲမှာဆဲပြီးတော့မှကျမတို့တွေသိရတယ်မှာသူ့ရဲ့ formula လေးကအဲ့လိုလေးပါနော်ကဲအဲ့ဆိုကျမတို့ဒီနေ့အတွက်တော့ဒီလောက်ထိပဲထားမယ်ဒါကိုကျမဒါတညလုံးစိန်ထားမယ်ပေါ့နော်မနေ့ကြကမှာဆက်ပြီးတော့အလုပ်လုပ်မယ်ပေါ့နော် အားလုံးပဲမင်္ဂလာပါရှင်။ကျမကဒီမှာပထမပေါ့နော်ဗီဒီယိုဖိုင်အရာဆိုလို့ရှိရင် ကျမကဒီဆေးစိတ်တဲ့နေရာမှာရောက်တဲ့နေရာမှာကျမရဲ့ဖခင်ဆုံးသွားတဲ့အတွက်ကျမပေါ့နော်ဒီကိစ္စဝိစ္စတော့ကိုကျမတပတ်လောက်နားလိုက်ရတယ်။အဲ့ကြတော့ဒီဆေးစိတ်ထားတဲ့အရေးတွေကိုကျမကပြန်ပြီးတော့ဟိုစိန်ထားခဲ့လို့မရဘူးပေါ့နော်ပိတ်စာဆွေးတော်မှာဆိုလို့အဲ့ကြတော့ကျမရေကြီးလေးဆေးပြီးတော့ ဒီမှာကလှမ်းပြီးတော့ထားခဲ့ရတယ်အခုပြန်ရောက်ခါမှဒီဥစ္စာလေးကိုဆက်တင်ရတာဖြစ်တဲ့အခါကျတော့အဲ့ကျတော့ခြောက်သွားတဲ့အဲခြောက်သွားတဲ့ပိဿဝူဒီမှာကဒါကရေ3လီတာနဲ့နောက်တစ်ခါဟိုတန်ကြီးရေဒီသူ့ရဲ့အဖုံလေးနှစ်ဖုံးနဲ့စားဆော်တာ ပွဲတင်ဇွန်ပေါ့နော်လက်ဖက်စားဇွန်နှစ်ဇွန်နဲ့ပြန်မှုပြီးတော့ဒါလေးရပြန်စိန်ထားတာ15မိနစ်ပြန်စိန်ထားတာပေါ့နော်ပြန်စိန်ထားပြီးရင်ကျမတို့တွေကဒါညှစ်လိုက်မယ်ပေါ့နော်ဟိုတော်ကြနေလို့ရှိရင်ကျမတို့တွေအာနိသင်လေးနည်းနည်းလေးပြော့သွားမှကြောက်လို့လေကျမတို့တွေရုပ်စာလေးကိုညှစ်ပြီးတော့တထဲကျမအစာအဆုံးလုတ်ပြပေးသွားမယ်နော်နောက်တထဲကတော့ကျမလုတ်မပြတော့ဘူးနော် ခုဒီမှာဆိုလို့ရှိရင်ကျမတို့တွေကဒါရေ3လီတာပေါ့နော်ရေ3လီတာယူလာတယ်ယူလာပြီးလို့ရှိရင်ကျမတို့ဘာလေးသုံးဆိုဒါလေးရလေကွန်းရဆိုင်နေမှာရောင်းတယ်လေကွန်းပစ္စည်းရောင်းတဲ့ဆိုင်နေမှာရောင်းတယ်ထုံးထုတ်ကလေးလေထုံးထုတ်ကလေးကျမတို့ဒီမှာတော့တထုတ်ကို200ပေးရတယ်ဒီထုံးထုတ်ကလေးတထုတ်ကျမတို့ဖောက်ထည့်လိုက်မယ်နော်ဒီထုံးလေးကဘာကြောင့်သုံးတာလဲဆိုလို့ရှိရင်တော့ကျမတို့တွေကလေဟိုဒီထုံးကလည်းဒီတိရွတ်နဲ့ပေါင်းတဲ့အခါမှာပေါ့နော် အယောင်ရဲ့ထိန်အားကောင်းတယ်ပေါ့နော်အယောင်ကိုပြီးလို့ရှိရင်စုပ်ယူတဲ့ဒီသိပ်ရွက်ပေါ်မှာရှိနေတဲ့အယောင်လေးကာလာလေးစုပ်ယူတဲ့အားလည်းကောင်းတယ်နော်ဒီထုံးမရှိတဲ့လူကမြေပြူခဲကိုထောင်းပြီးတော့ဟိုတုံးလို့လည်းရတယ်နောက်ခါကျအိမ်ဆောက်ပစ္စည်းဆိုင်ကြီးမှာရောင်းတယ်မြေပြူမှုန့်ကိုလည်းတုံးလို့ရပါတယ်เนาะအဲအဆင်ပြေရာတုံးလို့ရတယ်တမျိုးမဟုတ်တမျိုးတုံးလို့ရတယ်ဒီမှာတော့ဒီဟာလေးကတော့နည်းဟိုအဆင်ပြေတယ်ပေါ့เนาะဟို ဒီအဆင်ပြေရာလေးကိုလောလောဆယ်ဆယ်မှာတော့ဒီနေရာလေးမှာတော့ဒီမှာကဒီထုံးထုတ်ကလေးကိုအဆင်ပြေတဲ့အတွက်ထုံးထုတ်ကလေးနဲ့ပြပေးဟုတ်လားနော်အဲ့ကြတော့ခုနကတော့ဆေးရည်ညှစ်ထားတဲ့ဒီပဝါတွေကိုကျမတို့ကဒီမှာထည့်ပြီးတော့စိမ့်လိုက်မယ်နော်15မိနစ်လောက်ပဲစိမ့်မယ်နော်ဟုတ်လား10မိနစ်15မိနစ်လောက်ပဲကျမတို့တွေစိမ့်မယ်ဒါသူတို့ပြီးလို့ရှိရင်ဒီလို ီတိုင်းကြီးတန်းပြီးတော့စိတ်မထားပဲနဲ့ကျမတို့ကတခါတည်းဒီแท้ကိုထုံးကြီးတွေပေါ့เนาะဝင်သွားအောင်လို့ကျမတို့ကတိတိချာချာလေးနှံ့အောင်နေမယ်เนาะနေပြီးတော့မှကျမတို့ကဒါစိန်ထားမယ်10မိနစ်အလုံးဆုံး15မိနစ်ထိပဲစိန်စိမ်ပြီးပြီဆိုလို့ရှိရင်เนาะကျမတို့ကဒီထုံးရည်ကိုစင်းနေအောင်ညှစ်မယ်ညှစ်ပြီးရင်အောက်ကပလတ်စတစ်ခင်းမယ်ပြီးရင်ပိတ်ဒီပဝါကိုခင်းမယ်ကျမတို့တွေက ြီးရင်တိရွက်ကလေးတွေတင်ပြီးတော့အလှဆင်မယ်နော်ဟုတ်လားဒီကြားထဲမှာတော့အပြင်မှာ6တွေ့လှန်တာမပါတော့ဘူးကဲဒါလေးကိုကျမတို့ရေစိန်ထားပြီးရင်တိရွက်ကလေးတင်တဲ့စီကိုကျမတို့ရေသွားလိုက်ကြရအောင်နော်ဟုတ်လားသူ့အချိန်စေးရင်ကျမတို့တိရွက်တင်ရမယ်ပေါ့နော်ဟုတ်လားဒီမှာဆိုလို့ရှိရင်တော့ جماعه က ဒီမှာအကုန်လုံးကိုတိရွက်တွေကိုခင်းထားပြီးပြီဒါမဲ့လို့ကျမဘာတိရွက်တွေတုံးထားသလဲဆိုတာလေးကိုကျမတစ်ချက်ပြောပြမယ်နော်ပြန်ဆိုကြတော့ဒီမှာဆိုလို့ရှိရင်ဒါအကြီးကြီးတွေကဒါကျွန်းရွက်ဒီကျွန်းရွက်တွေကိုကကျမဘလို့ချတာလဲဒါကနောက်ကျောကအကျောနောက်အကျောကဒီပိတ်ဆက်နဲ့ကတ်ရက်မှာချတယ်နော်ဒါတိရွက်အကုန်လုံးကိုဒါကျွန်းရွက်တုံးထားတယ်နောက်တစ်ခါဒါတိဟိုရွက်နောက်တစ်ခါဒီပြင်းမရွက်မလကာရွက် အဲ့လေးမျိုးပဲတုံးထားတယ်နော်ဟုတ်လားဒီဟာကတော့အရာမထွက်မှမပူရတဲ့အရွက်မျိုးပဲကျမကတုံးပြထားပေးတယ်နော်အဲ့ကြတော့ကျမတို့တွေဘယ်လိုမျိုးပြန်ပြီးတော့ပေါ့နော်ခောက်ကြလိတ်ကြမလဲဆိုလို့ရှိရင်ကျမတို့တွေကဒီထဲဟိုကကျမတို့ကဖလတ်စတစ်နဲ့တည်တည်ချာချာလုံးနေအောင်ကျမတို့တွေကပြန်ပြီးတော့အကုန်လုံးကိုတည်တည်ချာချာလေးပြန်ပြီးတော့ဖုံးကြမှာပေါ့နော်ဖုံးမှဒါမှသူတို့က ရေကမဝင်ပါဒီလိုမျိုးတည်တည်ကြာကြာဖုံးမယ်ကျမကတော့ဒီဘွားနေထပ်ပြီးတော့ပလတ်စတစ်တစ်ထပ်ထပ်ပြီးတော့ကျမကထပ်ပြီးတော့ဒါပလတ်စတစ်တစ်ထပ်ထပ်ပြီးတော့ကျမအုပ်အုပ်မှာပေါ့နော်ဒါကနမူနာကျမကအုပ်ပြထားတာနော်ဒီလိုမျိုးပေါ့နော်ပေါ့ပြီးလို့ရှိရင်အပေါ်ကနေပလတ်စတစ်ထပ်ပြီးတော့အုပ်ပြမယ်အုပ်ပြီးလို့ရှိရင်ကျမဟိုတစ်ဖက်ထိတ်ကနေပြီးတော့လိပ်ပြပေးမယ်နော် အခုဒီမှာဆိုလို့ရှိရင်ကျမဒီဘက်ကနေပြီးပေါ့နော်တဖြည်းဖြည်းနဲ့ကျမကလိတ်ပြလာကြမယ်နော်ဒါကအဓိကကတော့ဒီထဲကိုမူကဒီမှာဆိုလို့ရှိရင်တော့လိတ်ရတာကတော့မျိုးမျိုးရှိတယ်ပေါ့နော်ကျမတယောက်ထဲနဲ့ဆိုတဲ့အခါကျတော့လက်တနိုင်ပေါ့နော်လက်တနိုင်လိတ်ပြတာပေါ့ဒီပိုက်ခံပြီးတော့လိတ်တဲ့နီးလေးရှိပါတယ်နော်ဟိုဒီလိုမျိုးဒီတိုင်းပဲဟိုလိတ်သွားတဲ့နီးလေးရှိတယ်ဒါကအဓိကကတော့ဒါဟိုအဟိုဒီထဲကိုရေတို့ ဟိုရေမဝင်အောင်ပေါ့အဓိကဂယူးဆိုက်ရမယ်ပေါ့နော်အဲအဲ့လိုမျိုးနဲ့နောက်တစ်ခါဒီပိတ်ဆကိုပြန့်နေအောင်ပေါ့နော်ဒီပိတ်ဆကိုတတ်နိုင်သေးအတွင်းမှာလိတ်သွားတာတို့ခောက်သွားတာတို့မပါအောင်ကျမတို့ရဂယူးဆိုက်ပြီးတော့ဟိုလိတ်ကြမယ်ပေါ့နော်ဟုတ်လားအဲအဲ့လိုမျိုးလေးတော့ကျမတို့ရအများကြီးဂယူးဆိုက်ရပါမယ်ဟုတ်လားဒီမှာဆိုလို့ရှိရင်ကျမတို့ကဒီမှာ ဒီမှာလိတ်ပြဖို့လေနေရာနည်းနည်းလေးကျင်းလို့မို့နော်ကြည့်ကြည့်ခက်ကြည့်ကြည့်ကလေးကြည့်ကြည့်ကလေးလိတ်နော်ကြည့်ကြည့်ကလေးလိတ်လိတ်ပြီးတော့မှကျမတို့တွေကဒီမှာဆိုလို့ရှိရင်ကျမတို့ဒါလိတ်ပြီးသွားပြီနော်လိတ်ပြီးသွားပြီဆိုလို့ရှိရင်ကျမတို့တွေကကြိုးလေးစီးမယ် ကျိုးလေးစီးတဲ့အခါကျလို့ရှိရင်ကျမတို့ကဒီပောင်းအိုးထဲမှာဆန့်အောင်လို့ပေါ့နော်ပြီးတဲ့အခါကျတော့ဘေးမှာပုံနေတဲ့ plastic စတွေအကုန်လုံးကိုကျမတို့တွေကခောက်လိုက်မယ်နော်ခောက်လိုက်မယ်တည်တည်ချာချာနော်တည်ချာသွားအောင်ပေါ့နော်ခောက်လိုက်မယ်ပြီးလို့ရှိရင်ကျမတို့ကဒါတင်းနေအောင်ပေါ့နော်ကျမတို့တွေ ငါစီးထားမယ်เนาะပြီးရင်ဒီမှာတစ်ခုနဲ့တစ်ခုကတ်သွားအောင်လို့ဒီမှာတို့ကဆွဲပြီးတော့တည်တည်ချာချာဒါထုတ်မယ်เนาะ ွားပွားကြီးဖြစ်နေလို့ရှိရင်တည့်ရရဲ့ဒီအယောင်တွေကပိတ်စပေါ်မှာမဆင်းပဲနေမဆိုးလို့ဒီမှာတို့ကခက်ကြစ်ကြစ်ကလေးနော်ကြစ်နိုင်သမျှကြစ်ကြစ်ကလေးထုတ်ဒီကြက်ကမှကျမတို့တွေ ဒီမှာပြန်ပြီးတော့ဒီချပြန်ပြီးတော့စီးလိုက်မယ်เนาะဟုတ်လားဒါဆိုလို့ရှိရင်ကျမတို့ကဒီပေါင်းမဲ့ပေါင်းကြောင်လေးရဲ့ကိုထည့်ပြီးတော့ပေါင်းလို့ရပြီเนาะဒီဥစ္စာကကျမကဒါဒီရိုးရိုးဒဏ်အိုးလေးနေပဲပေါ့เนาะ ဒီမှာကျတော့တင်နှန်းတင်တာဆိုတော့လေဒီလိုမျိုးလေးနဲ့ပဲပေါင်းတာတနိုင်လေးပဲပေါ့နော်သူကအဓိကလေအောက်ကရေတွေကဘွမ်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 နဲ့အပေါ်မှာလည်းအရင်ကြီးမစင်ဖို့လိုရယ်ပေါ့နော်အဲ့လိုလေးတော့နည်းနည်းလေးပေါ့ခရီးဆိုင်ပြီးတော့သတိထားရတာပေါ့နော်ဒါဆိုလို့ရှိရင်ကျမကတော့ဒီမီးတဖို့နဲ့ဒီဥစ္စာနဲ့ဟိုနှစ်နာရီတနာရီခွဲရနေနှစ်နာရီခွဲထိပေါင်းတာဆိုတော့ကျမကတော့ကွက်တီပဲပေါ့နော်ဟုတ်လားဒါကပြီလို့ရှိရင် ဒီဥစ္စာကိုအေးသွားဒီဒီ12နာရီရက်နေ24နာရီထားပြီးလို့ရှိရင်ကျမတို့တွေပြန်ပြီးတော့ဖြေကြမယ်နော်ကျမတို့လေဒီနေ့တော့ဒါမနေ့တုန်းကလုတ်ထားတဲ့ကျမတို့ပိတ်စာလေးကပြီးတော့နော်အဲ့ကျတော့ကျမတို့လေတိရွက်ကလေးတွေကိုတစ်ဖြည်းဖြည်းချင်းနဲ့ ပါမယ်เนาะကျမဒါဒီနေ့မနေ့9နာရီခွဲမှာကျမကပြန်ပြီးတော့ပါတယ်7နာရီမကဘူးပေါ့เนาะနာရီ20နောက်တော့ထားလိုက်တယ်တရက်တော့မပြည့်ဘူးပေါ့เนาะဒါကကျမကဒီပြင်မာရွက်ရဲ့နောက်တစ်ခါဒီတီဟိုရွက်ရဲ့ ဒီတိတိလေးတွေကမလကာရွက်ကလေးတွေပဲနောက်တစ်ခါဒီမှာဆိုလို့ရှိရင်ကျွန်းရွက်ကလေးတွေပေါ့เนาะဒီမှာကထုတ်ထားတာလေးပါ ကျွန်မတို့ခုနကတော့တိရွက်ကလေးလေးဖယ်လိုက်တဲ့ပိတ်စာလေးကိုကျွန်မကဒီအခုပေါ့နော်ဒါကတော့တစ်ဖက်စားဆုံးနှစ်ဆုံးစာရှိတဲ့ဆုံးလေးနဲ့ကြောက်ချင်ပုံလေးဖယ်လိုက်တယ်ပေါ့နော်ကျွန်မကကြောက်ချင်ပုံလေးနဲ့ပြန်ပြီးတော့ချုပ်မှလို့လို့လေကြောက်ချင်ပုံလေးကြီးထည့်လိုက်တယ်ကြောက်ချင်လေးတွေကိုဒီဒါအရေးပြောသွားအောင် ကျမတို့လေအရင်ဆုံးမှုေလိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်ရေကကြတော့ကျမကဒါ3လီတာထည့်ထားတာပါရေ3လီတာရဲ့ကိုကြောက်ချင်းတစ်ဖက်သားဆုံးနှစ်ဆုံးထည့်လိုက်တာပေါ့နော်ထည့်ပြီးတော့မှကျမတို့ဒါလေးကိုစိန်လိုက်မယ်ကျမတို့တန်ကြီးရေနဲ့လည်းချုပ်လို့ရတယ်နောက်တော့ကဒုထာနဲ့လည်းချုပ်လို့ရတယ်ဒါမဲ့ကျမကတော့ဒီထဲမှာတုံးထားတယ်ကြောက်ချင်ပုံနဲ့ပဲကျမချုပ်လိုက်တယ် ဒီကြောက်ချင်ပုံနဲ့ချုပ်တဲ့ဥစ္စာလေးကိုကျမတို့အချိန်နိုင်ဝက်တနအီလောက်ထားလို့ရပါတယ်နော်နိုင်ဝက်တနအီလောက်ထားပြီးတော့မှကျမတို့ပြန်ပြီးတော့ဒီ homemade ဆက်ပြရည်လေးနဲ့ကျမတို့ဒီပြန်ပြီးတော့ဆေးမယ်ဆေးလိုက်လို့ရှိရင်တော့ကျမတို့တွေကဒါပိတ်စအစ်စ်အကောင့်ပြသွားပြီပေါ့နော်အဲမကြတော့တစ်ခါတည်းပဲ အသုံးပြုလို့ရသွားပါပြီเนาะဒီမှာဆိုလို့ရှိရင်ကျမတို့ကရေစိမ့်လဲဆိုလို့ရှိရင်လည်းအယောင်ကြီးကပြတ်မသွားဘူးเนาะဒါကတော့ဒီမှာတို့တွေကြောက်ချင်လေးကိုချုပ်ဆွေးအနေနဲ့တုံးပြီးတော့စိမ့်ထားတာလေးပါဒါဆိုလို့ရှိရင်ကျမတို့ရုပ်စာလေးကိုဒါသူ့ရဲ့ process လေးကတော့ပြီးသွားပါပြီเนาะအလုံးကိုကျေးဇူးတင်ပါတယ်ရှင်ဒီမှာဆိုလို့ရှိရင်တော့ကျမတို့ကဒါကအခုနောက်တော့က ဟိုချုပ်ဆေးစိန်ပြီးသားဘဝလေးကိုကျမကဒါ homemade ဆက်ပြအရေးလေးတွေနဲ့ကျမပြန်ပြီးတော့ရှော်ထားတာเนาะဒီရွက်အကြီးကြီးတွေကကျွန်းရွက်တွေပါဒါကတီထိုရွက်ပါဒီဥစ္စာလေးတွေကတီထိုရွက်ပါဒါလေးတွေကတော့မာလကာရွက်လေးတွေပါဒါလေးတွေကကြတော့ဟိုပြင်းမရွက်ကလေးတွေပါဒါလေးတွေကပြင်းမရွက်ကလေးတွေเนาะဟိုအယောင်ထင်တဲ့ဥစ္စာလေးတွေကြီးပဲကျမကသုံးပြပေးထားတာပါเนาะ နောက်တစ်ခါဒီဘက်အချမ်းကိုတစ်ချက်ကြည့်ကြည့်လိုက်ဒီဘက်အချမ်းမှာလည်းအဲ့လိုပဲเนาะကျမတို့ဒါဆိုလို့ရှိရင်ဒီ process လေးအတွက်ဒါအထည်အချောလေးဖြစ်ပါတယ်တက်နိုင်လို့ရှိရင်ဒီလိုမျိုးဆလုပ်လုပ်ချင်းမှာအရွက်ကိုဒီကျမလိုမျိုးအရွက်အတူတူပေါ့เนาะလိုက်ပြီးတော့လုပ်နိုင်လို့ရှိရင်ပို့ပြီးတော့အဆင်ပြေပါလိမ့်မယ်เนาะ နှုတ်မဆိုလို့ရှိရင်ကျမသုံးတဲ့အရွက်ကတက်တက်ဒီကကျမရဲ့အမန်းကျမများသုံးတဲ့အရွက်ကတက်တက်ဖြစ်နေလို့ရှိရင်ကျမလိုမျိုးမထွက်ဖဲနေမဆိုလို့ကျမကပြောပြခြင်းဖြစ်ပါတယ်အခုလိုမျိုးပြန်ပြီးတော့မျှဝေခွင့်ရတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်